ကျမတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ14ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့မူဆင်နေဆက်ကုံတွေရေးမှညီနောင်၃ပွဲနဲ့တရုတ်တို့စစ်ကောင်စီကိုနောက်ောက်ချပြီလားဆိုတဲ့သတင်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်မြန်မာတရုတ်နေဆက်မှာအ धिक ကုံတွေရေးဂိတ်ဖြစ်လာတဲ့ ကျင်စန်းကျော်ဂိမ်းမတဆင့်တရားဝင်အခွန်ကောက်ခံမင်းလို့မြောက်ပိုင်းမဟာမိတ်တုံးပွဲကကြီးညာပြီးနောက်မူဆယ်ကိုသွားမဲ့ကုန်ကားများကိုလာရှိုးမှစောင့်ရဖမ်းဆီးနေပါတယ်။ MNDAA AA နဲ့ TNL ကတစ်တုံညာနှစ်ခွန်စစ်စစ်ရေးနဲ့တူတိုက်ခိုက်ပြီး105မိုင်နေဆက်ကုံတွေကြီးဇုံနဲ့ကျင်စန်းကျော်ဂိတ်တို့ကိုထိန်းချုပ်ထားပြီးကျင်စန်းကျော်ဂိတ်မှာဇူလိုင်လ1ရက်နေ့မှစတင်၍တရားဝင်အခွန်ကောက်ခံမင်းလို့ကြီးညာထားပါတယ်။ထိုတဲ့ရင်ထွက်လာတဲ့ဇွန်လ17ရက်ကနှမ်းပေဒီစိန် မြေပဲများတင်ဆောင်လာတဲ့ကာ22စီးကိုလာရှိုးမှတိန်ဒီဘက်အထက်ရေဘူးစန်းစုပေါင်းဂိတ်အနီးမှာစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ကြောင်းကုန်တက်တအူးကပြောဆိုထားပါတယ်။တရုတ်ကိုပို့မဲ့ကုန်တွေကဖမ်းတယ်။အတိကကမဟာမိတ်တွေဘက်ကမတော်ဘဲရှမ်းတောင်ဘက်ကနေတော်ဖို့စကစကပုံစံတွင်းနေတယ်။အထူးသဖြင့်မဟာမိတ်တွေဘက်ကိုဖျက်ထားတာလို့ကုန်တက်တအူးကသုံးသပ်ပြောဆိုပါတယ်။တရုတ်နိုင်ငံရဲ့ကုန်တွေရမှာရှမ်းပြည်နယ်အရှိပိုင်းမှာရှိတဲ့မိုင်းလာနေဆက်ကုန်တွေကြီးစခန်းမှတဆင့် အများဆုံးကွန်တွယ်နိုင်ရေးကိုစစ်ကောင်စီကကျိုးပန်းနေတယ်လို့ကွန်တက်တချို့ကပြောဆိုပါတယ်။မိုင်းလာနေဆက်ကို မိုင်းလာလက်နက်ကိုင်အဖွဲ့မြို့သားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NTAA ကထိန်းချုပ်ထားပြီးစစ်ကောင်စီရဲ့စီးပွားကူးသန်းဝင်ကြီးဌာနကကျိုင်းတုံမြို့မှာအခြေချပြီးအခွန်ကောက်ခံနေပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကတော့လာရှိုးမြို့ပေါ်ကွက်ကွက်ကလေးကိုသာတရုတ်ဂျားဝင်ဆွတ်ဖက်ပေးမှုကြောင့်စစ်ကောင်စီကထိန်းချုပ်ထားနိုင်ပြီးကြံရှမ်းမြောက်တခွင်လုံးဟာတော်လိုင်းအင်အားစုတွေလက်ထဲမှာရှိနေပါတယ်။ လာရှိုမြို့မှမူဆင်မြို့ကျင်စန်းကျောက်ကိတ်ကိုတွားတဲ့ပြည်တော်စုလမ်းအတိုင်းဆိုပါကလာရှိုတိန်နီကွက်ခိုင်နတ်ဖက်ကမူဆင်မြို့တို့ကိုဖျက်ဆီးတွားရပါတယ်လာရှိုမြို့ဘော်ကိုစစ်ကောင်စီကထိန်းချုပ်ထားပြီးလာရှိုတိန်နီဂျန်းနဲ့တိန်နီမြို့ဘော်ကို MNDAA ကထိန်းချုပ်ထားပါတယ်ကော့ခိုင်နတ်ဖက်ကမြို့တို့ကို KNA နဲ့ TNL ကထိန်းချုပ်ထားပြီးမူဆယ်မြို့ကိုတော့စစ်ကောင်စီနဲ့ပြည်သူ့စစ်များကထိန်းချုပ်ထားပါတယ်။မူဆယ်မြို့အတွင်းတရ9မိုင်ကွန်တိုရီဇုံနဲ့ တွန်ခန်ရွာလမ်းမတစ်ဆင့်တွားရတဲ့ကျင်စန်းကျော့ဂိတ်ကိုမြောက်ပိုင်းမဟာမိတ်၃ဘွဲ့ကထိန်းချုပ်ထားပါတယ်။ကျင်စန်းကျော့ဂိတ်မှာအခွန်ကောက်ခံမဲ့ကိစ္စနဲ့ပတ်သက်၍မဟာမိတ်၃ဘွဲ့ကထုတ်ပြန်ရမှာတရုတ်မြန်မာနေဆက်ဂိတ်များပုံမှုဖွင့်လှစ်ပြီးကုန်ကားများအဝင်ထွက်များလာခြင်းကြောင့်ဇွန်လ၁ရက်နေ့မှစတင်၍ကုန်သွယ်မှုအသွင်းထုတ်ဂျူတီဆောင်ကနှုံများကိုစီမံခန့်ခွဲမှာဖြစ်ပြီးအွန်လိုင်းကုန်သွယ်မှုအခွန်ဆောင်စနစ်နဲ့ရင်မှတ်ပုံတင်ခြင်းစနစ်များကိုအစိမ့်မြင့်တင်မယ်လို့အတည်ပြုထားပါတယ်။နေဆက်ကုန်တယ်များဂျူတီဆောင်ကုမ္ပဏီများ ကွန်ကားခင်များအနေနဲ့ဇူလိုင်လ၁ရက်နေ့မတိုင်မီညီနောင်၃ဘွဲ့ရဲ့အောက်ခွန်ဌာနလက်အောက်ခံကျင်းတာကုန်စည်ပို့ဆောင်ရေးဌာနမှာကုမ္ပဏီမတ်ပုံတင်ကျင်းနဲ့ရင်မတ်ပုံတင်ကျင်းများကိုပြည်စည်းအောင်လုံဆောင်ရန်အတိပေးထားပါတယ်။ကိုတိုင်ကြိုတင်အခွန်အကောင့်ဖွင့်ခြင်းရင်အဝယ်ထွက်ကြိုတင်မတ်ပုံတင်ကျင်းနဲ့ကပ်ပြားများထုတ်ပေးခြင်းများကိုမဟာမိတ်ညီနောင်၃ဘွဲ့ရဲ့အောက်ခွန်ဌာနကဆောင်ရွက်ပေးမယ်လို့အတိပေးထားပါတယ်။ဇူလိုင်လ၁ရက်နေ့နေဆက်ကုန်သွယ်ရေးမစတင်မီမတ်ပုံတင်ရမှာဖြစ်ပြီး လုပ်ငန်းနောင်တွေကြံ့ကြံ့မှုမဖြစ်စေဖို့အတွက်စာရွက်စာတဲ့အထောက်အထားများကိုအမြန်ဆုံးပြင်ဆင်ထားဖို့ကျင်းစန်းကြော့ဂိတ်မှာတရားဝင်ကြေညာထားတယ်လို့ကုန်တဲ့အချို့ကဆိုပါတယ်။ကျင်းစန်းကြော့ဂိတ်ကိစ္စမှာတရုတ်ကမဟာမိတ်တွေကိုနှီးပညာပါအကူအညီပေးနေတာမူဆေမာဆိုကျန်တဲ့ဂိတ်တွေကိုမတုံးသေးဘူးမဟာမိတ်သုံးဘွဲ့ကိုအခွင့်အရေးပေးလိုက်တဲ့သဘောပဲစစ်ကောင်စီကတော့အစာကြီးမှမဟုတ်ဘူးလို့မူဆေမြုတ်ကန်ကုန်တဲ့တအူးကဆိုပါတယ်။ စစ်ကောင်စီဟာတရုတ်အစိုးရရဲ့အကူအညီကိုယူပြီးမြောက်ပိုင်းမဟာမိတ်၃ဘွဲ့နဲ့ဆွေးနွေးမှုများရှိနေပေမဲ့အကြမ်းဖက်အဖွဲ့ဖြစ်ကြေညာထားဆဲဖြစ်ပါတယ်။အကြမ်းဖက်အဖွဲ့များနဲ့ဆက်သွယ်မှုများကိုအရေးယူမယ်လို့လည်းကြေညာထားဆဲဖြစ်ပါတယ်။ထို့ကြောင့်မြောက်ပိုင်း၃ဘွဲ့ထိန်းချုပ်ထားတဲ့နေရာများကိုအုံပြုနေတဲ့ဂုံတွေများရင်မောင်းများကစိုးရိမ်မှုများရှိနေဆဲဖြစ်ပါတယ်။ဒါ့အပြင်ရှမ်းပြည်နယ်မြောက်ပိုင်းပြည်တော်စုလမ်းမကိုဆုံးရှုံးလိုက်ရတဲ့စစ်ကောင်စီကတရုတ်နိုင်ငံကိုကုန်သွယ်ရေးအတွက်ရှမ်းပြည်နယ်တောင်ပိုင်းလမ်းကိုပုံမှုအုံပြုရန်ကြိုးပမ်းနေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတဆင့်တရုတ်နိုင်ငံနဲ့ကုန်တွယ်ရေးမှာလာရှူတိန်နီချင်းရွှေဟော်လောက်ကင်လန်းလဲရှိပါတယ်။လာရှူမြို့ပေါ်ကိုစစ်ကောင်စီထံကို MNDAA ကဧပြီလကပြန်ပေးပြီးနောက်ပိုင်းချင်းရွှေဟော်နဲ့လောက်ကင်နေဆက်ကိများပြန်ဖွင့်ထားတော့လဲကုန်စီစည်းစင်းမှုနေပါစေဖြစ်တယ်လို့တရင်ရရှိပါတယ်။မြန်မာဟာတရုတ်အိန္ဒိယထိုင်းဘင်္ဂလားဒေ့ရှ်တို့နဲ့နေဆက်ကုန်သွယ်ရေးစခန်း၁၈ခုကျော်ရှိပြီးအများအပြားကိုတော်လိုင်းအင်အားစုများကထိန်းချုပ်ထားပါတယ်။ထို့အချင်းအနေမှာစစ်ကောင်စီက ကွန်တိုရီကန္နာမှာတဆင့်တော်လန်ရေးအားစုများထံကိုငွေကြေးများစီးဆင်းနေတယ်လို့ကောင်းစဉ်တက်ကတရားမဝင်ကွန်တွယ်မှုများကိုပြင်းပြင်းထန်ထန်နှိမ်နှင်းမယ်လို့ချိန်ချုပ်ထားပါတယ်။တရားမဝင်ကွန်တွယ်မှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီကိုဖွဲ့စည်းထားပြီးစစ်ကောင်စီဒုတိယခေါင်းဆောင်ဒုတိယပုံချုပ်မှုကြီးစိုးဝင်းကဥက္ကဋ္ဌနေရာကိုယူထားပါတယ်။နေပြည်တော်မှာမေလ26ရက်နေ့ကပြုလုပ်ခဲ့တဲ့တရားမဝင်ကွန်တွယ်မှုတိုက်ဖြတ်ရေးအစည်းအဝေးမှာလည်းတရားမဝင်ကွန်တွယ်မှုများကိုတိုက်ဖြတ်ရန်ထက်မှန်သတိပေးထားပါတယ်။ဒါအပြင်ကုန်စီတည်ဆောင်မှုများနဲ့ပတ်သက်၍လည်း တရင်ပေးမြောက်ကိုစစ်ကောင်စီကမွေးထားပါသေးတယ်။အဆိုပါတရင်ပေးမြောက်ကိုဖမ်းမိထားတဲ့ကုန်စီတန်ဖိုးအလိုက်စစ်ကောင်စီကငွေကြေးမလုံပေးထားပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းမှာကုန်တဲ့တူကတော့ကုန်သွယ်ရေးနဲ့ပတ်သက်၍စစ်ကောင်စီဟာတည်ငြိမ်တဲ့မူဝါဒမရှိဘဲဖမ်းကျင်သလိုဖမ်းနေကြောင်းနိုင်ငံရေးအရာအစာမကြေမှုများကိုအညှို့ထားကတော်လင်းအင်အားစုများဘက်မှထွက်လာတဲ့ကုန်စီများသောမဟုတ်တော်လိုင်းအင်အားစုများဘက်ကဥတီတဲ့ကုန်စီများကိုအကြောင်းပြချက်မျိုးစုံနဲ့ဖမ်းဆီးနေတယ်လို့ပြောပါတယ်။လက်ရှိကုန်သွယ်ရေးအခြေအနေများဟာ ကျိုးတန်းပေါ်လမ်းလျှောက်နေရတဲ့အနေအထားလို့သုံးသပ်ထားပါတယ်။လာရှုကိုစစ်တပ်လက်ထက်ပြန်မပေးခင်တုန်းကတော့ရှမ်းမြောက်ကိုတရုတ်ကရိတ်ခါဖြတ်တယ်။အခုကျတော့စစ်တပ်ကိုလာရှုကနေစောင့်ပြီးစားခွင့်ပေးထားတယ်။ရှမ်းမြောက်ကုန်သွယ်ရေးကိုမဟာမိတ်တွေကိုပေးလိုက်ပြီ။ဒါပေမဲ့ဒါကတည်ငြိမ်တဲ့အဆုံးသက်အဖြစ်မဟုတ်သေးဘူးလို့အထက်ပါကုန်သည်ကဆိုထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ရွှေကျင်မြို့နယ်အခြေစိုက်စစ်ကောင်စီရဲ့ခမရ998တပ်ရင်းကိုလက်နက်ကြီးများနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ပဲခူးတိုင်းရွှေကျင်မြို့နယ်ညောင်ချီတော့ကြေးရွာမှာရှိတဲ့အကျန်းဖတ်စစ်ကောင်စီရဲ့ကမရ998တရင်ဌာနချုပ်ကိုလက်နက်ကြီးတွေနဲ့တွမ်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကဒီကနေ့သတင်းထုတ်ပြန်ပါတယ်။ဇော်လ10ရက်နေ့ကကွင်းစိတ်ကြေးရွာနဲ့ဝင်းကန်ကြေးရွာကြားမှာရှိတဲ့ညောင်ချီတော့ကြေးရွာကကမရ998တရင်နဲ့အနီးဝန်းကျင်မှာဘင်္ဂါရီပြန်လည်တိစောက်နေတဲ့စစ်ကောင်စီတပ်ကိုလက်နက်ကြီးတွေနဲ့တွမ်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါပြစ်ခတ်မှုအတွင်စစ်ကောင်စီတပ်က10ယောက်ကျော်ဒဏ်ရာရရှိခဲ့ပြီး2ယောက်ကဒဏ်ရာပြင်းထန်ကစစ်တောင်းမြစ်အနောက်ဘက်ကံကြီးရွာတွေဘက်ကိုတည်ယူလာတာကိုတွေ့မြင်ခဲ့ရတဲ့ပြည်သူတွေကတော်လရင်တပ်ဖွဲ့တွေစီကိုတရင်ပေးပို့လာတယ်လို့ဘကုခရိုင်ပကဖကဆိုပါတယ်။ဒါအပြင်တေဆုံသူတွေလည်းရှိပြီးခမရ9ကိုရှိအနီးဝန်းကျင်မှာပဲမြုပ်နှံခဲ့တာကြောင့်အရေးအတွက်အတိအကျမသိရဘူးလို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းအဖွဲ့ဘကုခရိုင်ပကဖကဝပကဖ UDF တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီရဲ့ခမာယ998တရင်ကိုပြီးခဲ့တဲ့မေလ10ရက်နေ့ကတော်လန်ရေးတပ်ဖွဲ့တွေတွားရောက်တိုက်ခိုက်ချိန်မုံခဲ့ရမှာလက်နက်မျိုးစုံ83လက်စစ်သားအလောင်း30ခန်းစစ်သုံးမန်း6ယောက်နဲ့မိသားစုဝင်9ယောက်တို့ကိုဖမ်းဆီးရမိခဲ့ပြီးစစ်ကောင်စီတပ်ကအရာရှိတွေအပါအဝင်အယောက်90ခန်းဟာစခန်းကိုစွန့်ခွာထွက်ပြေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ဆလပီတင်ဆက်ပေးကြတာကတော့တင်ကန်းကျွန်းကဘေးတွင်မောင်းသူအချို့အဖမ်းမခံရအောင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်နေရာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရန်ကုန်တင်ငန်းကျွန်းမြို့နယ်မှာဘီးတွဲဆိုင်ကယ်မောင်းသူတွေဟာဖမ်းဆီးမခံရအောင်စစ်ကောင်စီဖွဲ့စည်းထားတဲ့ပြည်သူ့လုံခြုံရေးအဖွဲ့တဲကိုဝင်ပြီးအဖွဲ့ဝင်အင်ကြီးကိုလည်းဝစ်ဆင်နေကြရတယ်လို့သိရှိရပါတယ်။နက်ပြာရောင်အင်ကြီးရဲ့ကြောပတ်မှာအဖွဲ့ဝင်နံပါတ်နဲ့အဲ့ဒီအဖွဲ့နာမည်အတူကောက်ပတ်တလခရစာသားရိုက်ထားပြီးအရှိတ်မှာတော့စစ်ကောင်စီလက်ခံထားတဲ့နိုင်ငံအလံတစိ့ကိုရိုက်နှိပ်ထားပါတယ်။အဲ့ဒီအင်ကြီးကိုရက်ွက်ရုံးမှငွေပေးသွင်းထုတ်ယူရတာဖြစ်ပြီး အင်ကြီးဝတ်ထားရင်မဖမ်းဘူးလို့ဆိုတော့ကြောင်းပြည်သူလုံခြုံရေးအဖွဲ့ဝင်သူတွေတိုးလာတယ်လို့ဘေးရဲဆိုင်ကမောင်းသူတယောက်ကဆိုပါတယ်ဖမ်းမှာကြောက်လို့သာအင်ကြီးအပြထက်ဝတ်ထားကြတာသူတို့အဖွဲ့နဲ့မပတ်သက်ချင်ကြဘူးတချို့ခီးတဲ့တွေဆိုရင်အဲ့ဒီအင်ကြီးဝတ်ထားတာကြည်ပြီးမကြည်တယ်လို့ဆက်ဆံတာမျိုးကြုံရတယ်လို့ဆိုပါတယ်ပြည်သူလုံခြုံရေးအဖွဲ့ထင်းဝင်တဲ့သူတွေကိုဘေးရဲဆိုင်ကအဖမ်းမခံရဖို့မလုံပေးထားတယ်လို့ညဘက်ကင်းလေရာမှာအလှည့်ချလိုက်ရတာမတင်ကားသူတွေတွေ့ရင်တရင်ပေးဖို့စောင့်ကြည့်စေခိုင်းတာတွေရှိတယ်လို့ကိုယ်တိုင်ကြုံခဲ့ရသူတွေကဆိုပါတယ် အရင်ကလည်းဘေးရဲစိုက်ကဲတမားတွေကိုစီယုံပြီးစိုက်ကဲရှိမှပတလခရစာသစတိကကပ်ပေးတဲ့နီလန်းကိုအသုံးပြုခဲ့ပြီးဒီရပိုင်းမှာဘေးရဲတွေဖန်စီတာတွေရှိခဲ့ပြီးတဲ့နောက်အခုလိုအင်ကြီးထုတ်ပေးလာတာဖြစ်ပါတယ်။ရန်ကုန်မြို့မှာပုံမှုကျုပ်ဟောင်းချွတ်ထွန်းအောင်တနက်နေ့ပြစ်တက်ခံရပြီးနောက်ဘက်ထရီစပိန်စိုက်ကဲနဲ့ဘေးရဲစိုက်ကဲတွေကိုဖန်စီတာတွေခက်စိတ်စိတ်လှုပ်လာတယ်လို့ဒေသခံတွေကဆိုပါတယ်။ဒါအပြင်အာနာသိန်းစစ်ခေါင်းဆောင်ကလိုင်စင်မဲ့ရင်တွေဖမ်းဖို့ပြောပြီးတဲ့နောက်မှာ ဘေးတွေစိုက်ကဲတွေပုံပြီးဖမ်းဆီးခံလာရလို့အဖမ်းမခံရအောင်ပြည်သူလုံခြုံရေးအဖွဲ့အစည်းဝင်သူတွေများလာတာလို့ဘေးတွေမောင်းသူတချို့ကဆိုထားပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့စစ်တပ်တရားရုံးများကတည်တံစီရင်ချက်များကိုမိနစ်ပိုင်းအတွင်းချမှတ်နေတဲ့အပြင်အကျဉ်းသားအကျဉ်းသူများကိုလျှက်စစ် shock နဲ့ညှဉ်းပန်းခြင်းလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများပါလှုပ်ဆောင်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအကြမ်းဖက်စစ်တပ်ရဲ့လက်အောက်ခံတရားရုံးများကလျှို့ဝှက်စွာတည်တံစီရင်ချက်များကိုမိနစ်ပိုင်းအတွင်းချမှတ်နေတဲ့အပြင် စစ်တပ်ကလည်းအကျဉ်းသားအကျဉ်းသူများကိုလျှက်စစ် shock နဲ့ညှဉ်းပန်းခြင်းလိမ့်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများကိုပါလှုပ်ဆောင်နေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုပါတယ်။ဇွန်လ23ရက်နေ့ထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးမှာကျင်းပပြုလုပ်တဲ့ကမ္ဘာပေါ်ရှိအကျဉ်းထောင်များမှာဖြစ်ပေါ်နေတဲ့စိန်ခေါ်မှုများအားဖြေရှင်းခြင်းနဲ့ဆက်လင်းပြီးတကောက်ဖွင့်အစည်းအဝေးပြုလုပ်ရမှာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်ပြောဆိုခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာစစ်အာဏာရှင်အစဉ်အဆက်လက်အောက်မှာမတရားအကျဉ်းချခြင်းနဲ့ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကတရားဥပဒေစိုးမိုးမှုကိုအချိန်ကြာမြင့်စွာဖျက်ဆီးထားခဲ့ကြောင်းယခုအခါ2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်မှမတရားအာဏာသိမ်းရန်ကြိုးပမ်းမှုစတင်ဖြစ်ပေါ်လာခြင်းကလေးကရင်းတို့သောဖိနှိပ်ချုပ်ချယ်မှုများကအလွန်အမင်းစိုးရင်ရေမက်ကိုရောက်ရှိလာခဲ့ကြောင်းစစ်တပ်လက်အောက်ခံတရားရုံးများကလျှို့ဝှက်စွာလှုပ်ရှားပြီးတည်တံ့စီရင်ချက်များကိုမိနစ်ပိုင်းတွင်ချမှတ်နေကြောင်း2023ခုနှစ်တနှစ်ထဲမှာပင် ဒီမိုကရေစီထောက်ခံအားပေးသူအယောက်160ခန့်ကိုတည်တံချမှတ်ခဲ့ကြောင်း၎င်းကဆိုပါတယ်။2022ခုနှစ်မှာနိုင်ငံရေးအကျဉ်းသားများဖြစ်ကြတဲ့ကိုဖြိုးစီရတော့ကိုကျော်မင်းယူခေါ်ကိုချင်းမီကိုလာမျိုးအောင်နဲ့ကိုအောင်သူရဇော်တို့အနေနဲ့တကားပိတ်တရားခွင်များနဲ့မတရားကွပ်မျက်စီရင်ခြင်းကိုခံခဲ့ရကြောင်းစစ်အုပ်စုအနေနဲ့အကျဉ်းသားအကျဉ်းသူများကိုလျှက်စစ်လျှော့များအုံပြု၍ညှဉ်းပန်းခြင်းရိုက်နှက်ခြင်းအသက်ရှူကျက်စီခြင်းအမျိုးသားအမျိုးသမီးတို့ကိုလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနဲ့ ကျမ်းမာရေးစောင့်ရှောက်မှုများအားထင်းချုပ်ထားခြင်းများပါလှုပ်ဆောင်နေကြောင်းသူကဆက်ပြောပါတယ်။မြန်မာနိုင်ငံမှာကျောင်းသားကျောင်းသူများဆရာဝန်များတရင်တောက်များရွေးကောက်ခံလွတ်တော်အမတ်များနဲ့ကလေးများအထိပါဝင်လျက်ပြည်သူ2900ကျော်မှနိုင်ငံရေးရည်တည်ချက်ကြောင့်ဖမ်းဆီးခံခဲ့ရကြောင်းအများစုမှာတရားလွတ်လွတ်ဖမ်းဆီးချုံနောက်ခံထားရခြင်းဖြစ်ပြီးစစ်တပ်မှငွေညစ်လိုတဲ့ရည်ရွယ်ချက်နဲ့ဖမ်းဆီးချုံနောက်ခံထားရသူများဖြစ်ကြောင်းဖမ်းဆီးခံထားရသူများအနက်2200ကျော်မှဆက်လက်ထိန်းသိမ်းခံထားရပြီးထောင်ထံများချမှတ်ခံထားရကြောင်း တို့ရတွင်အဆိုပါဖန်စီထင်းထင်းခံထားရသူများအနေနဲ့တရားမျှတမှုရှိတဲ့တရားခွင်ဆုံးဖြတ်မှုကိုတကြိမ်တခါမျှခံစား권မရခဲ့ကြကြောင်းသိရှိရပါတယ်။ထို့ကြောင့်မြန်မာနိုင်ငံမှာရှိတဲ့အချင်းထောင်များကိုကုလသမဂ္ဂနဲ့ ICRC တို့မှအကန့်အသတ်မရှိဝင်ရောက်ခွင့်ရရှိစေရေးတောင်းဆိုရန်အထူးသဖြင့်အဆိုပါဖွဲ့စည်းများအနေနဲ့အချင်းသားများအမှန်တကယ်ရင်ဆိုင်နေရတဲ့အခြေအနေများကိုမှန်ကန်စွာသိရှိနားလည်ရန်လိုအပ်ကြောင်းအချင်းသားများအနေဖြင့်မြေတီအကြောင်းပြချက်နဲ့ဖန်စီခံစီရကမှုတ တရားရုံးရှေ့မှောက်မှာတရားမျှတမှုရှိစွာတရားရင်ဆိုင်ခွင့်ရှိတဲ့ကြောင့်ထို့အတူမိသားစုဝင်များအနေနဲ့လည်းအကျဉ်းသားများရဲ့အခြေအနေကိုသိရှိပိုင်ခွင့်ရှိသောကြောင့်၎င်းတို့ကြားမှာအဆက်အသွယ်ပြုခွင့်ရှိရမှာဖြစ်ကြောင်းတပ်အမတ်ကြီးကနိုင်ငံတကာသို့ပြောဆိုခဲ့ပါတယ်စစ်တပ်ကဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားများအလုံးကိုချက်ချင်းပြန်လည်လွတ်ပေးရန်အတွက်ခိုင်ခိုင်မာမာတောင်းဆိုရန်စစ်အုပ်စုအပေါ်ပြစ်မှတ်ထားတဲ့အရေးယူပိတ်ဆို့မှုများချမှတ်ရန်လည်းနိုင်ငံတကာကိုဥကြုံမှုထွန်းကတောင်းဆိုခဲ့ပါတယ်စစ်အုပ်စုအနေနဲ့ ပြည်တွင်းတရားဥပဒေစိုးမိုးမှုကိုချိုးဖောက်နေတဲ့အပြင်အယက်သားပြည်သူများအပေါ်စစ်မှတ်ကျူးလွန်နေခြင်းကြောင့်အချင်းကျနေသူများတမကနိုင်ငံတော်မှာရှိတဲ့ပြည်သူလူထုတရက်လုံးအနေနဲ့နေရစွန့်ခွာမှုပြဿနာနဲ့လူသားချင်းစာနာကျက်တဲ့ဒုက္ခတွေကိုရင်ဆိုင်နေရကြောင်းတပြိုင်နက်တည်းမှာပဲစစ်အုပ်စုကပြည်ထောင်ကင်းလွတ်ခွင့်ကိုခံစားနေပြီးနိုင်ငံတကာဥပဒေနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့ကိုပါပျောက်ပျောက်တင်းတင်းချိုးဖောက်လျက်ရှိပါကြောင်းစစ်အုပ်စုဟာ စစ်ရာဇဝတ်နဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများရဲ့တဦးတည်းသောတရားခံများပင်ဖြစ်ပါကြောင်း၎င်းတို့အာမဖြစ်မနေတာဝန်ယူမှုတာဝန်ခံမှုရှိစေရမှာဖြစ်ကြောင်းဥကြုံမှုထွန်းကဆက်လက်ပြောဆိုခဲ့ပါတယ်နိုင်ငံတကာအတိုင်ဝန်းအနေနဲ့အာဏာရှင်စနစ်နဲ့မတရားစစ်အာဏာသိမ်းမှုတို့ကြုံရင်းရေးအတွက်အားထုတ်နေကြတဲ့မိမိတို့ရဲ့ကြိုးပမ်းမှုကိုကုညီအားဖြင့်ပေးကြရန်တမ်မကြီးဥကြုံမှုထွန်းကတိုက်တွန်းတောင်းဆိုသွားခဲ့ပါတယ်ခင်ဗျာဆက်လက်သိရှိရတဲ့သတင်းကတော့ ရေနံမတူးမဲ့ငှားရမ်းမြေများလိမ့်လည်ရောင်းချခဲ့သူ LV စက်နိုင်တန်းဒေါ်လာ3တန်းကျော်ပေးရရမယ့်တည်င်းတပုတ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာဇွန်လ23ရက်အရှိတောင်အာရှနဲ့မြန်မာများအကြားမှာထင်ရှားကျော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ LV စက်နိုင်တန်းဟာသူတရားစွဲခံနေရတဲ့အမှုအချို့အတွက်လှည့်ပြားလိမ့်လည်မှုထင်ရှား၍ယခုလိုအမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်မဟုတ်မမှန်လိမ်ညာတဲ့ကောက်ကျစ်အယုံသွင်းမှုများအတွက်စီးပွားရေးနှင်နာမှုအဖြစ်ဒေါ်လာ၄သိန်း၅၈၀၀ ပြစ်ဒဏ်ခံနစ်နာကြေးအဖြစ်ကဒေါ်လာ1.4တန်းနဲ့တရားခံများရဲ့ထိခိုက်ဆုံးရှုံးမှုများအတွက်နစ်နာရော့ကြေးငွေကတီးသန့်ဒေါ်လာ1.4တန်းစုစုပေါင်း3.2တန်းခန့်ပေးအပ်ရန်အမိန့်ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။သူမလိန်ထားသူများအထက်ကမေလ31ရက်နေ့2023ခုနှစ်လူ73ဦးကန့်ကနေပူးတွဲလျက်ဆွဲချက်တင်တရားဆွဲဆိုခဲ့တဲ့အမှုကို American ခရိုင်တရားသူကြီး Harman Farah ကနေဇွန်လ12ရက်နေ့မနေ့ကကြာတာဘရိတ်နေ့ကယခုလိုအမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ အခြားသီးသန့်တရားစွဲဆိုထားတဲ့သူများလည်းရှိနေပါသေးတယ်။2001ခုနှစ်ကအမေရိကကိုစတင်အခြေချရောက်ရှိခဲ့တဲ့ Levi စက်နိုင်တန်ဟာ fashion ရေမွေးစတဲ့စီးပွားရေးလုပ်ငန်းမျိုးစုံတို့ဖြင့် လူသိများထင်ရှားလာခဲ့သူဖြစ်ပါတယ်။အဲဒီနောက်2018ခုနှစ်ကနေစတင်ကသူမငားရန်ထားတဲ့ရေနံမီများကိုရေနံများတူးခွင့်ရမဲ့ရေနံမီများအဖြစ်တဆင့်ပြန်လဲရောင်းချခဲ့ခြင်းဖြစ်ပါတယ်။အကြံဖြင့်နောက်ကျောင်းပြန်ကောက်ရလင် Levi စက်နိုင်တန်ဟာအင်္ဂလိပ်လိုတိတ်နားလဲတက်ကြွခြင်းမရှိတဲ့ အမေရိကကိုရောက်ရှိနေကြတဲ့ကိုလွန်သူမြန်မာဒုက္ခသည်အတော်များများကိုသူမရဲ့လူမှုကွန်ရက်ကနေ live link အယုံသွင်းမှုကြောင့်မြန်မာပြည်သားများတဲကဗမာအပါအဝင်ချင်းတိုင်းရင်းသားအတော်များများမှာငားယံထားရတဲ့မြေဟုပင်တိတ်မတိကြပဲသူမကိုယုံကြည်လျက်ဘဝနဲ့ယင်းဤစုဆောင်ထားတဲ့ငွေများကိုရင်းနှံမြေတူးဖော်ရန်မျှော်လင့်ခြင်းနဲ့ငွေသိမ်းတောင်းတဲ့ချီကယင်းဤမြုံနံဝယ်ယူမှုများပြုလုပ်ခဲ့ပါတယ်။သို့တော် Livy ဆက်နိုင်တန်းကတော့သူမကတိပေးရောင်းချထားတဲ့ရင်းနှံတူးဖော်တဲ့လုပ်ငန်းကို မြေတို့မြဆက်လက်အကောင့်ထဲပေါ်ခြင်းမပြုဘဲနေရကနေယခုလိုစေကနဲ့ကြော်တဲ့အလင်ခံရသူများကနေပူတွဲတရားဆွဲဆူရာကနေယခုလိုအမှုရှုံးနိုင်ခဲ့ရခြင်းဖြစ်ပါတယ်။အမှုရေးဆိုင်ရာမှာတမဟာရေနံနဲ့တဘာဝတန်ခွေနဲ့ပတ်သက်ပြီးလက်တွေ့အတွေ့အကြုံများမရှိပါဘဲတမဘာသာလေးလာတင်ယူခဲ့ရမှာစွန့်အင်ထုတ်လုပ်ငန်းများရဲ့ယုံကန်းများက၎င်းစာအုပ်စာတမ်းများကနေတော့၎င်းရေနံလုပ်ငန်းလုပ်ကင်နေသူတို့နဲ့ချိတ်ဆက်မေးမြန်းပြောဆိုမှုများသာလုပ်ခဲ့တယ်လို့ထွက်ဆိုခဲ့ပါတယ်။ ရင်းပြင်ရင်းနှံတူဖော်တဲ့လုပ်ငန်းလုပ်ရန်အတွက်ဘယ်သောအခါကမှမည်သူတဦးတယောက်ကိုမျှငှားရမ်းလုကင်စေခြင်းမရှိခဲ့ကြောင်းလည်းထွက်ဆိုခဲ့ပါတယ်။သူမရဲ့ရှေ့နေဖြစ်သူကတော့အဆိုပါအမိန့်ဆုံးဖြတ်ချက်ကိုပြန်လည်ခြေဖြတ်ရန် challenge စိန်ခေါ်ထားကြောင်းသိရှိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လရင်သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။ မြန်မာပြည်သူပြည်သားအပေါင်းအကြက်ဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ